ီဒီဘက်ကတော့တင်နေကြပုံစံအတိုင်းเนาะဒီအရေပြားယောဂါတွေအကြောင်းလို့ skin care အကြောင်းလို့အဲ့လိုတင်မှာမဟုတ်ပါဘူးအဲကိုရန်လည်းဒီ28ရက်3လတော့ကเนาะကြုံခဲ့ရတယ်ဒီမလျံတန်းကြောင့်ခံစားရတဲ့စိတ်ဝေဒနာတွေကတော်တော်ကြီးတယ်เนาะဒါတော့မှကျွန်တော်တို့ရန်ကုန်မှာနေတာဘာမှမဖြစ်ဘူးပြောရရင်ဘာမှမဖြစ်ဘူးလို့ပြောရမှာเนาะရန်ကုန်မှာလှုပ်တာပဲရှိတာလူကမူးနောက်နောက်လေးဖြစ်သွားတာပဲဘာမှပျက်စီးဆုံးရှုံးမှုမရှိဘူးဒါပေမဲ့လေ နောက်ပိုင်းတနေ့တနေ့အဲ့ Facebook တို့သုံးတယ်နော်အဲ့ Facebook ကတက်လာတဲ့ပုံတွေကိုကြည့်ကြည့်ပြီးတော့စိတ်ဆင်းရတာအာဒီကိုမြန်မာပြည်သူတွေပေါ့နော်အဲ့လိုမျိုးလေးဒုက္ခတွေခံစားရတာလည်းစိတ်ထဲမှာတမျိုးဖြစ်တာပေါ့တနေ့တနေ့မခံစားနိုင်ဘူးပေါ့နော်တခြားအလုပ်တွေလည်းတိတ်ပြီးတော့ကောင်းကောင်းမလုပ်နိုင်ဘူးအဲ ဖုန်းကိုပဲကြည့်ကြည့်ပြီးတော့ပေါ့လေနော်စိတ်ဆင်းရဲနေတာပေါ့သူတို့တွေနေရာမှာကိုသားဆိုဘယ်လိုမျိုးခံစားရမလဲဆိုပြီးတော့အဲ့လိုမျိုးကျမတို့လူသားတွေဖြစ်နေတာကိုနော်အဲ့တော့ကိုချင်းစာတရားတွေနဲ့လေစိတ်ထဲမှာစိတ်မကောင်းနေဖြစ်နေတာပေါ့နော်တောက်ချောက်ပဲအဲ့ဒါတနေ့တနေ့อืมငါဘာလုပ်ရမလဲဘာလုပ်ရမလဲစဉ်းစားအမေကတော့နေ့စဉ်လှုပ်ရှားမှုတွေတော့ရှိနေတာလဲပတ်နေတာပဲဒါပေမဲ့ခေါင်းထဲမှာတော့အဲ့လိုမျိုးလေးရောက်ရအောင်နေပါတော့။အဲ့ဒါနဲ့ဩခါတိုင်းတင်နေကြဟာဗီဒီယိုလေးတွေ တင်နေတင်နေတာထပ်ဆိုင်ရင်ဒီဟာမျိုးသူတို့စိတ်ချမ်းသာအောင်စိတ်ကိုဖြည့်ရာရအောင်ပေါ့နော်တခုခုလေးလုပ်ပေးခြင်းတယ်ဒါပေမဲ့ဒါကတကယ်ဖြစ်နေတဲ့သူတွေကတော့ဒါကိုကြည့်မိမှလည်းမဟုတ်ဘူးသူတို့တို့ပါသူတို့အပြင်မှာကုဆွေးတော့ကရောက်နေပြီသားခန်းစားခန်းစားနေပြီသားပေါ့နော်သူတို့မှလည်းအဲ့တော့ဘေးနားနေပြီးတော့ကြုံတဲ့သူတွေအဲကျမတို့ဒါမဟုတ်ဘူးပေါ့အဲ့ဒီဘေးနားမှာရှိနေတဲ့သူတွေပေါ့နော်ဒီဗီဒီယိုလေးကိုများကြည့်လိုက်လို့ရှင်သူလည်း စိတ်သက်သာရဘလို့များဖြစ်မလဲဆိုတဲ့စိတ်နဲ့ဒီဗီဒီယိုလုပ်ပေးတာပေါ့နော်အာစိတ်ယောဂတွေဆိုတာလည်းတဖြည်းဖြည်းအဲ့လိုမျိုးဟာတွေကနေတဖြည်းဖြည်းသက်ဆင်ခြင်းဆက်ဆက်သွားတာပဲလीနော်ကိုကကြတော့လဲဆရာဝန်ဖြစ်တဲ့အတွက်ဒါမှမဟုတ်ကျမတော့စိတ်ယောဂအကြောင်းဘာမှနားမလဲပါဘူးနည်းနည်းပပပဲအဲ့တော့ကိုသိတဲ့ဟာလေးနဲ့ပေါ့နော် knowledge ရှိတဲ့ဟာလေးနဲ့ပဲခင်ဗျားအခုနည်းနည်းပပထပ်ရှားဖတ်ပြီးတော့ sharing လုပ်တာပေါ့လေနော် ဲ့လိုမျိုးစိတ်မချမ်းသာစရာတွေเนาะကြုံလာခဲ့လို့ရှင်ကိုကုတ်ကိုဘလို့ဖြစ်သိမ့်မလဲပေါ့เนาะပထမဆုံးချက်ကိုကုတ်ကိုဖုံးကွယ်မထားနဲ့ပေါ့စိတ်လွတ်လပ်လွတ်ပဲစိတ်မကောင်းမလားစိတ်မကောင်းဖြစ်လိုက်အဲဘာမှဖုံးကွယ်ထားစရာမလိုဘာဖြစ်လို့လဲကျမတို့ကလူသားတွေပဲလူသားတွေဆိုတော့ခံစားတတ်တယ်ခံစားတတ်တဲ့နှလုံးသားရှိတဲ့အတွက်ဒီဟာတွေကဘလိုမျိုးဖြစ်နေမှာပဲဆိုရဲဟာပေါ့เนาะအဲကိုရဗုဒ္ဓဘာသာဆိုတော့ဗုဒ္ဓဘာသာအတိနဲ့ပေါ့တခြားဘာသာတွေလည်းအဲ့လိုပဲသူတို့ဘာသာသူရှိမှာပဲ ဲ့တော့ဒီဟာကိုလွတ်လွတ်လပ်ခံစားလိုက်ပါဘာမှဖုံးကွက်ထားစရာမလိုဘူးပေါ့နော်ပြီးရင်ငါဒါငါတယောက်တည်းခံစားနေရတာပါတယ်ဆိုတဲ့စိတ်မျိုးမတွေးနဲ့ပေါ့နော်ပြီးရင်နောက်တစ်ခုက social media တွေအိတ်မတုံးနဲ့ social media ဆိုလို့ရှိရင်တို့က Facebook တို့ Twitter တို့ Instagram တို့ပေါ့နော်အဲ TikTok တို့အဲ့လိုမျိုးတွေအားကြာတို့ကအစိတ်ခံစားချက်တွေလည်းဦးစားပေးတယ်ပြီးတော့တို့ရဲ့ impact တွေလည်းရှိတို့ဖြစ်တည်တဲ့ဟာတွေပေါ့နော်အဲ emotion တွေအကုန်လုံးပါနေတယ်အဲ fact ဆိုရယ်သတင်းသတင်းအချက်လက်တွေပဲမဟုတ်ဘူးလေနော်အဲ့တော့ကိုကသတင်းကိုပဲလိုချင်တယ်အဲ့ဒီဟာမျိုးတခြားဟာတွေကိုမလိုချင်ဘူးအဲ့ဒါဆိုလို့ရှိရင်သတင်းပဲကြည့်မယ်နော်သတင်းဆိုလို့ရှိရင် BBC တို့ DVB တို့ခေတ်သစ်မီဒီယာတို့နော်အဲ့လိုမျိုးသတင်းလေးတွေကိုကြည့်မယ်ပေါ့အဲ့ဒါနေပြီးအချက်လက်လေးရမယ်ပေါ့နော်ငလျင်အကြောင်းအချက်လက်ပေါ့ဒီ social media ကိုကြာလို့လို့ရှိရင်တော့ရင်ကြတော့အဲ့အတိုင်းမှာစီမျောနေလို့ရှင်ပို့ပြီးတော့ခန်းစားရတယ်အဲ့ဒါအဲ့အဲ့အတိုင်းတိတ်ပြီးတော့မစီမျောနေအဲ့ Facebook ိတ်မတုံးနဲ့ပေါ့နော်ဒီမှာတော့ Facebook တုံးတာများတာဆိုတော့လေအဲ့တိတ်မတုံးနဲ့ပေါ့နောက်တစ်ချက်ကကြတော့ဒီကိုယ်ခံစားနေတဲ့ဟာတွေအားကိုတငယ်ချင်းတွေနဲ့ sharing လို့ကိုယ့်ရဲ့ကိုယ်ခံစားနေရတဲ့စိတ်ဝေဒနာတွေနော်ခံစားချက်တွေဝမ်းနည်းမှုတွေစိတ်မကောင်းမှုတွေအားတွေအကုန်လုံးကိုရင်းနှီးရတဲ့ငယ်ချင်းမိတ်ဆွေတွေနဲ့မျှဝေခံစားပြောလိုက်ပေါ့နော်အဲ့ဒါဆိုဖွင့်ထုတ်ပြောပြလိုက်တဲ့အတွက်ကြောင့်မလို့ကိုယ်လည်းစိတ်သက်သာရရတယ်နော်အဲအထဲမှာပဲဆိုလို့ရှင်ပို့ပြီးတော့ဆူတတ်တယ်ပေါ့နော် ယ်ဟုတ်ပြီနောက်ထပ် action လုပ်ရမှာရှိသေးတယ်ဘာတွေလုပ်ရမလဲဘာတွေလုပ်ဖို့လိုလဲပေါ့နော်အဲ့တော့အဲ့ဒီလိုမျိုး data တွေမှာကိုကသွားပြီးတော့မကူနိုင်သေးဘူးမလားအဲ့ဒါဆိုလို့ရှိရင်နည်းသည်မဟုတ်ဘူးကိုတက်နိုင်သလောက် donation လေးအလှူငွေတွေပေးလို့ရတယ်လှူလို့ရတယ်စိုက်တာလေးလို့ရတယ်ကို့မှာရှိတဲ့ဟာတွေအကုန်လုံးနော်အဲနည်းနည်းပဲပေါ့လေဟိုကိုတက်နိုင်တယ်လားပေါ့အကုန်လှူလို့ရပါတယ်အဲ့ဒါဆိုရင်တို့ကိုပေးတဲ့အတွက်အဲကိုကလည်းစဉ်းစားလိုက်ပေါ့နော်ဩငါတို့ကိုဒါလေးပေးလိုက်တဲ့အတွက်အကြောင်းမို့လို့အဲစိတ်သက် အာရကိုလည်းရရတယ်ပေါ့နော်အဲ့တစ်ချက်ရှိပါတယ်နောက်တစ်ခုကကြတော့ volunteer သွားလုပ်တာ volunteer လုပ်တာကကြတော့ကိုကအားချုပ်မတက်ပေါ့နော်ကိုကိုပိုင်းသွားနိုင်လို့ရှင်တော့သွားလုပ်ကြရတယ်ပေါ့လေနော်အဲကျမအနေနဲ့ကကြတော့အဲ့လိုမျိုးတွေလည်းမလုံနိုင်ပါဘူးတကယ်ပြောတာပါအဲ့တော့အဲ့ဒီကယ်ဆယ်ရေးလုပ်တဲ့သူတွေရောနော် volunteer သွားပြီးတော့သူများအဲ့လိုမျိုးတွေပဲလှူတာဖြစ်ဖြစ်အဲ့လှူတဲ့သူတွေအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်တကယ်ပြောတာပါနောက်တစ်ချက်ကကြတော့ ်အရင်အချက်လက်တွေကိုကိုကနေတစင် information true information တွေပေးတာပေါ့နော်အဲ့ဒါကြတော့ကိုကတကယ်လို့ public figure ဖြစ်ခဲ့လို့ရှင်ကြတော့ဒီကိုရဲ့ channel တို့ကိုရဲ့ social media တို့ကနေတစင်ပေါ့သူများတွေကိုနော်ဒီမှာလှုံလှုံနိုင်ပါတယ်ဒီမှာတော့ဗားရီအဲ့လိုမျိုးပြပြပေးတာပေါ့လीနော်အခွင့်အလမ်းတွေပေးလိုက်တာအဲ့ဒါတွေကလည်းကိုကိုတတရားစိတ်တတရားရစေပါတယ်နောက်တစ်ချက်ကကြာကိုကိုကို journaling လုပ်တယ်လို့ခေါ်တာပေါ့ journaling လုပ်တယ်ဆိုတာလी အဲကိုဒီနေ့ဘာတွေလုပ်ခဲ့လဲကောင်းတာတွေဘာတွေလုပ်ခဲ့လဲကိုရဲ့နေ့စဉ်မှာเนาะကောင်းတာလေးတွေပေါ့ဟိုတခုခုကိုရဲ့ productive life ပေါ့เนาะဒီအဲအရင်တော့အဲ့ဒီဟာလုပ်ခဲ့ပဲမလဲမသိဘူးအခုကကြာတော့လုပ်ခဲ့တဲ့ဟာလေးကိုမှတ်တမ်းရေးတဲ့သဘောလေးအဲ့လိုရေးလိုက်တဲ့အတွက်ဩငါငါဒီဟာလေးကိုလုပ်နိုင်ပါလားဒါတွေလုပ်နိုင်ပါလားဆိုတာကိုအ channeling လုပ်တာပေါ့အဲ့ဒါကလည်းကိုရဲ့စိတ်ပတာရစေတဲ့အားတစ်ခုဖြစ်စေပါတယ်ဒီလိုဘဝမှာဒီလိုအခြေအနေမှာပေါ့နော် ကြုံရတဲ့ကိစ္စတွေကအများများတဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုးစိတ်သက်သာအောင်ရအောင်ဘယ်လိုမျိုးလုပ်မလဲဘယ်လိုကြံဆောင်မလဲဆိုပြီးတော့စဉ်းစားနေဒီဗီဒီယိုလေးလုပ်ဖြစ်တာအားလုံးပဲအဆင်ပြေကြပါစေ။